Hello Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ညစာကိုဘာစားရမလဲမသိလို့ဒီကျုံးရဲ့တောင်ဘက်မှာရှိတဲ့ဒီကတ်မနီဆိုတဲ့ဒီဈေးကိုလျှောက်သွားခြင်းရင်းနဲ့မှာဒီဝက်ထမင်းပွဲလေးကိုစားပြစ်တာလေးကိုတင်လိုက်ပါတယ်ဒီဟာလေးကတော့တပွဲကိုဘတ်60ပါဘတ်60ဆိုတော့ဒီမြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်8500လောက်တော့သွားကြမှာပေါ့နော် အခုတော့ကျွန်တော်စစားပါတော့မယ်သူဟင်ပွဲကတော့ဒီဝက်ခြေတောက်ပိုင်းဆိုတော့ဒီအသားလေးလေးပါမှာဖြစ်သလိုဒီလိုမျိုးအလိုအစီနဲ့ဒီအရေခွန်နဲ့တွဲနေတဲ့နေရာလေးလေးပါပါမယ်ပြီးတော့အချင်းဖောက်ထားတဲ့ဒီ အရွက်တစ်မျိုးပေါ့နော်အဲ့ဒီဟာလဲပါတာဖြစ်ပြီးတော့နောက်တစ်ခုကကြတော့သူတို့ဒီအရွက်ကလေးကိုဒီဘယ်လိုပြောမလဲပေါင်းထားလာအဲ့လိုမျိုးပေါ့နော်နေအစိမ်းအောင်တိတ်မပြောက်တဲ့အရာတစ်ခုပါမယ်နောက်တစ်ခုကကြတော့ဒီကြက်ဥတလုံးပါပါသေးတယ်ပြီးတော့တောက်ဆေရာကြက်ယိုဟင်းရည်လေးလည်းရခဲ့တယ်ပြီးတော့အချင်းအားကြတော့ဒီအညိုရောင်အချင်းတစ်ခုရယ်ဒီအနီရောင်အချင်းတစ်ခုရယ်နှစ်ခုယူခဲ့လိုက်ပါတယ် အခုစားတဲ့ဟင်ပွဲအကြတော့ဒီတခြားဆိုင်နဲ့ရှင်နေဆိုရင်တော့နည်းနည်းချိုတဲ့ပတ်လေးသွားပါတယ်ကျွန်တော်ကတော့ဒီပုံမှန်အတိုင်းပဲဒီအရွက်တွေရဲ့အချင်းလေးရဲ့ဒီသူ့ရဲ့အချင်းဖောက်ထားတဲ့ဟာရဲ့ဒီအသားတွေရဲ့ပြီးတော့ကြက်သွန်ပြူလေးပါညက်ကွက်ကွက်လေးရဲ့ပဲအဲ့လိုရောပြီးမြုပ်ပြီးပဲစားလိုက်ပါတယ် ဒီဈေးမှာကြတော့ဒီဈေးဆိုင်တွေအများကြီးရှိတာကိုမာဒီကိုကြိုက်တာလေးကိုဝယ်ပြီးတော့ဒီလိုမိုးရေကန်ကြီးဘေးမှာလူတွေတော်တော်များများဒီလိုစုပြီးတော့ထိုင်စားကြတာပေါ့နော်ကျွန်တော်လည်းဒီမီးတိုင်အောင်လေးဆိုနည်းနည်းလေးအလိုလင်းနေတာနဲ့ပဲပြီးတော့ဒီတင်စရာလဲကြမ်းဖန်တိတ်မလုံချင်တာတော့နဲ့ပဲပဲဒီတိုင်းပဲပုံမှန်ပဲပေါ့နော်ဒီတိုင်းစားပြမယ်ဆိုပြီးတော့ပဲဘလော်လေးလုတ်ခဲလိုက်တာပါဒီကြားထဲမှာဒီတက္ကသိုလ်ကလည်းဒီဆာမွေကော ြီးတော့ဒီ remote job ကလည်းဒီ project ကလည်းရောက်နေတာ ਨੇ ကောမို့လို့ဒီဈာထဲမှာလှုပ်လိုက်တာပေါ့เนาะနည်းနည်း run လိုက်တာဖြစ်ပြီးတော့ပြီးတော့ဒီအဲ့ project တွေရော exam တွေရော ပြီးရတော့မှကို့မှာဘယ်လိုပြောမလဲအပြင်ရောကကြီးပြီးတော့ထပ်ပြီးတော့ဘာမှမလုပ်ချင်မနဲ့ဒီတိုင်းပြတ်ထားတာကိုမှကိုကြတော့အော်အပြင်းပြေဘာပဲဖြစ်ဖြစ်ပြန်တင်လိုက်ပါဦးမယ်ဆိုပြီးတော့ပြန်တင်ဖြစ်ခဲ့တာလေးပေါ့နော် အစားအသောက်အကြောင်းကိုပြန်ပြောရမယ်ဆိုရင်ဒီလိုမျိုးဒီဝက်ချီတောက်ဆိုင်လေးတော်တော်များများရှိရပါတော့ဒီဆိုင်ရကြတော့နည်းနည်းအလိုဘယ်လိုပြောရမလဲချိုးတဲ့ပက်ကိုသွားပါတယ်ဒီတခြားဆိုင်ဆိုရင်တော့ဒီဝက်ချီတောက်စတူအရသာလေးပေါ့နော်နည်းနည်းချိုးချိုးပုံမှန်ချိုးလေးပေါ့ဒီဆိုင်ရကြတော့နည်းနည်းအလိုဘယ်လိုပြောမလဲတခြားချိုးလိုမျိုးလိုလိုအလိုနည်းနည်းအချိုးကဲနေတဲ့ပုံလေးပေါ့နော် ီတော့ကြက်ရိုးဟင်းလေးကတော့တော်တော်အလိုပြည့်နေပြီးတော့တော်တော်ကောင်းပါတယ်။ထိုင်းအချင်းကတော့ဒီနှမျိုးယူခဲ့တာကိုမှဒီအနီယောင်စော်လေးကပိုကောင်းတာမို့လို့ဒီအနီယောင်စော်စလေးနဲ့ပဲပူစားပြခဲ့ပါတယ်။ ပြီးတော့ကျွန်တော်ဆိုရင်ဒီတခြားအလိုဖက်ကပောင်းတို့ဘာလို့ညာတို့စားရဲဆိုရင်ဒီဟာစားပြီးတော့ဒီဘိုက်ပြေပြီးတော့ဤသွားပြီးဘာမှမစားချင်တာမျိုးဖြစ်တယ်ပေါ့နော်ဒီဝက်စတူးကြတော့ဒီကြိုက်လဲကြိုက်တာကောမို့လို့ဒါစားပြီးတော့မဝါတာဖြစ်တတ်တာမို့လို့ကျွန်တော်ကတော့ဒါပြီးရင်တော့နောက်ထပ်အကြော်လေးဖြစ်ဖြစ်လို့အကင်လေးဖြစ်ဖြစ်ထပ်တော်စားရပါအောင်မယ် ကျွန်တော်အကြိုက်နဲ့ပြောရမယ်ဆိုရင်တော့ဒီကျွန်တော်ကကြတော့ဒီ WhatsApp စာမယ်ဆိုရင်နည်းနည်းညှီတာပေါ့နော်အဲ့လိုဘယ်လိုပြောမလဲအသားရတာဆန်တဲ့ WhatsApp ကိုပို့ချိုက်တာပါဒီဆန်ရကြတော့နည်းနည်းချိုးတဲ့ဘက်ကိုသွားတာဆိုတော့ဒီကလေးစားစရာလေးလူလူအလမိုးလေးဖြစ်တယ်လို့တော့ကျွန်တော်ကတော့ခံစားရပါတယ်သူရဲ့အချင်းနဲ့တွဲဖက်ပြီးတော့ဒီငေးသီးရပါညာနဲ့ဆိုရင်တော့တမျိုးတော့ကောင်းတော့ကောင်းတာပေါ့နော်ကျွန်တော်ပုံစံရဆိုရင်တော့ဒီနောက်တစ်ခါဆိုရင်တော့ဆက်စားပြမယ်မထင်ပါဘူး လူတစ်မျိုးဒီအကြိုက်ကိုစီဆိုတော့လေဒီကျွန်တော်တို့ကကြတော့ဒီအသားဆန်တဲ့ပကူစားခြင်းတဲ့ခါကြတော့ဒီလိုမျိုးလေးဖြစ်ခဲ့တာပါဒီဟင်းရီကတော့ဒီပြပြနစ်နစ်ကလေးဖြစ်ပြီးတော့အသားအရသာတော်တော်ရပါတယ်ပြီးတော့ချက်သားလေးကလည်းဒီကြက်ရိုးပေါ့နော်အဲ့အလေးကလည်းတော်တော်နူးပြီးတော့ဒီစားရတာလည်းအဆင်ပြေပါတယ် နောက်တစ်ခါစားပြစ်မယ်ဆိုရင်တောင်မှကျွန်တော်ကတော့ဒီ WhatsApp ထမင်းအစာဒီချက်သားနဲ့တခုခုကိုပဲပို့ပြီးတော့ရွေးချယ်ပြစ်မယ်လို့တော့ထင်ပါတယ်အဆုံးထိကြည့်ပေးလို့တဦးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နော်နောက်ထပ်တင်မယ့် blog လေးမှာပြန်လည်တွေ့ဆုံပါမယ်အခုတော့အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေနော်အားလုံးပဲ good night ပါ bye bye ပါ